ဘုရားဟန္တာဖြစ်ပြီလားလို့ဒီနေ့ကလာမေးတယ်။ငါပဋ္ဌာချပြန်ဘုရားဟန္တာဖြစ်ပြီလားလို့ဒီနေ့ကလာမေးတယ်။ငါပဋ္ဌာချပြန်ဘူးလည်းလုတ်ပြီးတော့လာမေးတယ်။အဲ့တော့ရဟန္တာဖြစ်ဖို့ကျုပ်ဘဝနဲ့ရင်းရအောင်ပဲလို့သေးတယ် အဲ့တော့ပစ္စည်းမလေးပါပြူကြတဲ့တရားဓမ္မတွေငါဘာမှပြန်မပေးနိုင်ပါလားအဲ့ဒါစိတ်မကောင်းရုပ်ဟာ6နှစ်ကျော်9နှစ်ကားကသင်္ကန်းဝတ်ခဲ့တာဒီနေ့ထိပဲမနေ့တနေ့ရမှာစားရမယ်သောက်ရမယ်အာကိုမဲ့ပြီးသင်္ကန်းဝတ်လာတဲ့ဘုန်းကြီးမဟုတ်ဘူး6နှစ်ကျော်9နှစ်သမိတ်ချောချောင်း ွားမာလာဤွားဟေမာွားပါတော့တို့ရဲ့ရင်ခွင်အောက်မှာခေါင်းကြီးကိုရင်ပြည့်ခဲ့ရတယ်ကိုရင်ခဏိသမီးတော်ဆန္ဒပါကြီးဆိုတာရုပ်ကိုရင်တော့ထွေပြည့်ဖက်ချောင်းစရာပြည့်နေအဲ့လိုဖြစ်ခဲ့ရတယ်ကိုရင်ဒါဖြင့်အရှင်ဘုရားသာသနာကိုယုံကြည်မြတ်လို့ဝတ်ခဲ့တာလားလို့မေးပါမဟုတ်ပါ ရုပ်သာသနာတဲ့ပြောလွန်းလို့သာသနာတံဖို့သီးလို့အနှစ်သီးလို့ကျုပ်ဝတ်ခဲ့တာမဟုတ်ဘူးရတော်မကြီးကိုမောင်တော်က9ယောက်ရှိတယ်ယောက်ျား10ယောက်ရှိတယ်ပါတယ်ခုနောင်တော်ကြီးတွေ90ကျော်လဲရောက်ပြီလားဆိုင်းရောက်နေပြီကျောက်ဟာအငယ်ဆုံးအမေရပါပြောလဲငါသာအမေမှာသား10ယောက်ရှိတယ်တယောက်မှဘုန်းကြီးမဖြစ်တာအမေဝမ်းနေတယ်မေရဗုဒ္ဓဘာသာ သား၈ယောက်ရှိတယ်။သား၁ယောက်ကနိုင်ငံတောင်ကိုထမ်းရ။သား၁ယောက်ကကိုယ်ွယ်တဲ့သာသနာလည်းရှိရ။ဒါမှအမေရဲ့ဘဝတောင်ကကြည်မဲ့ကျွတ်တို့မေတော်တဲ့ဒီပြောတယ်သိတော်တာ။တန်ဖိုးကြီးဒါကြောင့်မင်းတို့တွေဘဝတခုအထွတ်ထိပ်ရောက်ဖို့ဆိုတာမင်းတို့ကြိုးစားရုံနဲ့မပြီးဘူးအမေတော်ဖို့လိုတယ်။ဘာတော်ဖို့မေတော်ဖို့ ကိုမေတွေကဘာတော့အလှပြင်လာတော့လားနော်အဲ့တော့အမေတော်လေးမဟုတ်ပြအမေလျှော်လေးကြီးကြည့်လို့ရအောင်အဲ့တော့ဘာသာတဲ့ဒေသီတရားအမေဘုန်းကြီးဝင်နေနေသွားတယ်ဆိုတော့ခရီးလိုချင်တယ်တော်တော်ကိုစဉ်းစားပါလေဗျာအဲ့တော့နောက်ဆုံးနေ့ကျတော့အဲ့ဒီခရီးပေးပါလေဗျာလို့ဆိုတော့ဇကားတခွန်ပြောတယ်ငါသားဗျာလို့ ဘာသာယောက်ျားမဟုတ်လားဟုတ်တယ်ဗျာယောက်ျားမှန်ရင်စကားနှခွန်းမပြောရဘူးမှတ်တာမင်းတို့ကောင်းလေသိတံမူကြီးယောက်ျားမှန်ရင်ပြောဟိုနောက်ကကြောင်ဝါကောင်းလေယောက်ျားမှန်ရင်ဟဲခမရတို့ယောက်ျားဘယ်နှခွန်းပြောတယ်ဆိုတော့ခမရတို့အတီဆုံးဘောရှိကိုပေါက်လို့မလို့ရှိချောက်ချောက်ဟောက်ကောင်းဘုရားနိုင်ရပါပြောလဲ နော်အဲ့ဒါနင်းတို့ချစ်ကြပြကြည့်ချစ်ကြပြကိန်းလာပေါ်ကြမယ်ဟုံမီစောတို့ကြည့်လို့နော်ယောက်ျားဆိုတာဘာသာဘောပြောတာအဲဘယ်နှခွန်ပြောတယ်ဆိုတာခင်ဗျားတို့ကြောင်းကြောင်းနေပြောတာခင်ဗျားတို့အပြီးဆုံးပဲယောက်ယောက်ျားဆိုတာသကနှခွန်မပြောတခွန်နဲ့ပြောအေး60ကျော်90 80မှာထွက်တယ်ဆိုတာမလောက်ပါနဲ့ဒီလိုပြောပြီးတော့ တခေါနဲ့ပြောပါပဲလို့ထွက်ဖို့ရအကြောင်းပေါ်ရင်ရုပ်ကိုယ်ကျုပ်အဆုံးစီရင်ပြည့်မယ်ခေါင်းကြီးကြီးငါသာဘုံကြီးရပါပါမိစ္ဆာကနားထောင်လို့ငါသာဘုံကြီးရပါဒါနဲ့ကျုပ်ကမေးတယ်ခင်ဗျာဒါလောက်တော့ကျုပ်ဘုံကြီးဝတ်စေချင်တာဘာဖြစ်လို့လဲငါသာရှင်းရမှာဆိုလို့ဟာအဲ့ဒီအပြောကခဏိမှထိတာနော်ခဏိမှထိတာ မသအမေတိုင်းဟာသူတို့သားကိုချမ်းသာစေချင်တာလားဆင်းရဲစေချင်တာလားချမ်းသာစေချင်ပါဗျာအဲ့ဒါလေးအလုံးနားလဲစေချင်ပါလေဗျာဟုတ်ပြီလားအဲ့တော့ဆရာသမားတို့အဆုံးမနဲ့မိဘတို့အဆုံးမနဲ့ပြောပါဒီသာသနာကြီးထဲမှာပြောခြင်းလို့ပြောလို့နေလာတာမဟုတ်လိမ့်ပိန်နေခဲ့ရပြောလဲလူသားတယောက်ပဲနော်ပြီးတော့ရွတ်ရွတ်ဆရာသမားသိရင်ထွက်ပြောလိုက်တဲ့စကား ဒါလောက်ထိလဲဆိုတာငါတပည့်မော့ကြည်သားငါ့ကိုဘယ်တော့မှကြွလို့ဆရာမျိုးလုံးမော့ကြည်တာမဟုတ်ငါ့ကိုမော့ကြည်နှစ်တကာကပြုံးပြီးတော့ပြောတဲ့စကားလေးငါတပည့်တဲ့မင်းဖုန်းကြီးလုံးမစားရင်နဲ့တော့ဟာပါတဲ့ဖုန်းကြီးလုံးမစားရင်နဲ့ပါဗျာအဲ့ဒါမင်းတို့သိတယ်ဖြေမင်းတို့သိပြီလားမင်းတို့မန္တလေးသားတွေ ဘုန်းကြီးလုံးမစားရင်နဲ့ဘုန်းကြီးအလုံးလုံးရည်ဘုန်းကြီးအလုံးဆိုတာဟောဘုန်းကြီးတွေသိဘုန်းကြီးလုံးစားတာလဲမင်းတို့သိတယ်ဘုသောသားတို့သာသိတယ်နော်တခါတော့ကြီးညိုအောင်မလုံးနဲ့အကြီးညိုခံနိုင်အောင်နေခဲ့တခါတော့ အဲ့ဒါပိဋကသုံးပုံငုံလိုက်တဲ့စကားပြီးတော့လဝါလေးဒီလိုထောင်ပြတယ်ကွာမဆရာလဝါလေးဒီလိုထောင်ပြဒါဘယ်သူလက်လဲတဲ့အခင်ဗျားတို့ဘယ်လိုပြောကကြောထောင်ပြဘယ်သူလက်မှန်ပါဗျာခေါင်းကြီးလက်ငင်္ဂဝတ်ထားတာဘယ်သူလက်လဲမှန်ပါဗျာခေါင်းကြီးလက်ပါဗျာလို့ကြိုးလဲလျှောက်ပါတယ်မှတ်ထားခေါင်းကြီးလက်ဆိုတာယူတဲ့လက်ဗျာ ခုံကြီးလက်ဆိုတာမနေ့မိုးလေးမျက်နှာသစ်ပြီးသွားတိုက်ပြီးလာရေလဲတော့ပြီးလာတော့ဘိုးကြီးဒီကြီးကနေ့ဘယ်သူများပါလာလှူมาပါလိမ့်နော်အလှကိုပြောတယ်မိုးလင်းလာလဲယူဖို့စိတ်ကူးတာလှူဖို့စိတ်ကူးအဲ့ဒါဘယ်သူလက်လဲဒါကြောင့်ငါတို့ပဲလက်သည်လှူသောလက်ဖြစ်ပါလေ ညာလက်နဲ့ဆွဲပြီးတော့ဘယ်လက်နဲ့ဒီလိုလွတ်ပါခုတည်းကမြင်တယ်ညာလက်နဲ့ဒီလိုဆွဲပြီးဘယ်လက်နဲ့ဒီဘက်လွတ်ဒီကဘုံတမနေကွယ်တဲ့ပြုတ်ပြုတ်မကြစီနဲ့ဟာသိတ္တဝကြီးတာပဲအဲ့ဒါလေခဏိသိတ္တိဘာလဲလဲသိတ္တိပါဗျာပြီးမြောက်ခြင်းပဲ စိတ်ကြံတိုင်းအဋိဋ္ဌံတိုင်းလောကံဆောင်ရွက်တိုင်းတိဋ္ဌိတိဋ္ဌိဆိုတာအဲ့ဒါမှာကိုယ့်ကိုယ်ကိုသိလိုက်သွားတယ်ဟာအဲ့ဒါကိုခြောက်သမားတွေကလာရက်ပြီဆရာတော်ဗျာနော်ခေါင်းကလေးပုတ်ပေးပါဘာဖြစ်လို့လို့ကျွေးတွေများလို့စိတ်ညစ်လို့ မင်းတို့ကောင်တွေအကုန်လုံးကျွေးတွေနဲ့ကြည့်တယ်ပဲမူးထိုးလာပဲဟောမဝင်ကြီးရှိတယ်ပြောသူလည်းကျွေးတွေနဲ့နေမှာပါဒီမှာကြီးဟုတ်ကဲ့အဲ့ဒါကျွေးတွေနဲ့ဘို့တဲ့ကျွေးကင်းအောင်မေတ္တာပို့ပေးပါဟမ်ငါ့ကိုအခုစက်တီးဖို့တွေမာချမပေးရသေးဘူးဟုတ်ကဲ့လားဘုန်းကြီးကျွေးရှိတယ်ဟာငါလည်းကိုစက်တီးဖို့တွေမချေရသေးဘူး ပြောတော့အဲ့ဒါမေတ္တာဖို့ပေးပါနော်ကိုလူရဲ့မင်းတို့ဟာဘုန်းကြီးတွေမေတ္တာဖို့ရင်မင်းတို့ကိစ္စပြီးမယ်ပြင်တဲ့နော်အဲ့ဒီဘုန်းကြီးတွေလည်းပူနေတာပဲလူလည်းပူပြော့ဘုန်းကြီးလည်းပူဘုရားသီလရှင်တွေလည်းဟမ်အဘူသမားတွေစုပြီးဘယ်သူဘယ်သူမှမမထုတ်ဘူးဒါပဲအဲ့တော့ပြောချင်တာဗာလဲလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်ကိုချိန်ချီတော့လို့ ခွန်အားစွမ်းအားနဲ့ရယူမှရမှဖြစ်မြဲကုသိုလ်ကိုခွန်အားစွမ်းအားကုန်မှလိုချင်လို့မရပါဘူးဗျာအချိန်အခါနဲ့ယူမှရမယ်ကုသိုလ်ကိုချိန်ကုန်မှလိုချင်လို့မရပါဘူးဗျာအဲ့ဒါပဲကွာအခုငါလမ်းလျှောက်တယ်မြက်လားဘာဖြစ်တာဘုရားကငါဆရာသမားရှေ့ရသွားတယ်မှောက်လဲမဲ့ထင်လို့လှက်ဖက်ဒရုံနဲ့တွေ့ချဘုရားရှေ့ရသတော်ကြီးတည်းအထီးမကဘာလုပ်တာလဲတဲ့ မောက်ကြလို့လဲတော့မှာပေါ်ရတာကငါလည်းစွတ်ပြီးတော့အဲ့တော့ပြောတယ်ဩပါဗျာဩပါဗျာခမရကျုပ်ရရောက်ရင်သိမယ်ဗျာဟာဟိုတည်းကလဲထွက်သွားတယ်နောက်ကကောင်လှမ်းဆွဲဟောလူးချာလို့အဲ့ဒီမှာလာပေါ်ဟာဝလဲပြီနော်မင်းတို့တည်းဟေးပူရတဲ့နာရတဲ့ခန္ဓာကိုရရင်တို့တည်းအိုချနာကြရအောင်မယ်ဟိုကေမနာခင်လေးမှာ ုသိုလ်များများရအောင်လုပ်ကြပါလို့ဒီလိုပြောကြင်ပါတယ်ဗျာနော်ကိုလုံးမဲ့ကုသိုလ်လုပ်ငန်းအပေါ်ဝါမြောက်မှုနဲ့အဆုံးသတ်နိုင်အောင်လုပ်ကြအရေးတဆုံးကိုနိုင်မြကြုံခဲ့ရင်ဘသူမှအာမကိုနဲ့ဘယ်ဓာတ်ဘယ်နတ်ဘယ်ဘုန်းကြီးဘယ်ဘွားသီလမှအာမကိုနဲ့ကိုလူရဲ့ကိုပြုထားတဲ့ကုသိုလ်ကိုအာကိုနိုင်အောင်လုပ်ကြပါအာကိုနိုင်ပြီဆိုရင်အာယုံပြုသစ္စာဆိုကိစ္စပြီးတယ် राफया नीव है